မင်္ဂလာပါဒီခါမှာကျွန်တော်တို့ရှင်းပြမှာကတော့ကျွန်တော်တို့ပေါ့နော်ကျွန်တော်တို့ကဟိုဒီဟာဒိုင်သောဝဲပေါ့နော်ဒိုင်သောဝဲနေပြီးကျွန်တော်တို့ဘရင်ဟိုကိုယ့်ဘောင်ကိုအမောင်းတစ်ခုဖြတ်စားမယ်ပေါ့နော်အမောင်းတစ်ခုဖြတ်စားမယ်ဖြတ်စားပြီးတော့ခြားဒိုင်ကိုတင်မယ်ဆိုတဲ့လူတွေအတွက်ကိုကျွန်တော်ရှင်းပြမယ်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာကကျွန်တော်တို့ဟိုမှာ9000စားခဲ့တယ်9000စားလိုက်တယ်နော် ငါးလောင်းစားလိုက်တယ်ဆိုလို့ရှင်ကျွန်တော်ဒီဘေဘက်ချန်ကျွန်တော်စားထားတဲ့အမောင်ညာဘက်ချန်တော့တင်မဲ့အမောင်ဒီ30ဆိုတာကဒီမှာအကွက်တရားရှိလို့ရှင်ကျွန်တော်တို့30ကိုပဲအချက်တခြားတိုင်အောင်တင်မယ်ကျွန်တော်တရားလုံးတင်မယ်ဆိုလို့ရှင်ဒီမှာတရားလို့ရိုက်ပေးရမယ်ပေါ့နော်ကျွန်တော်တင်လိုက်မယ်တင်လိုက်တဲ့ကောင်မျိုးကတွားလိုက်လို့ရှင်ဒီမှာဆိုလို့ရှင်ရောက်ပြီဒီတင်ခွက်များဆိုရတဲ့ရောက်ပြီအဲ့တော့ကျွန်တော်တို့တွားပြီးတော့ပုံစံနှစ်ခုနဲ့ကျွန်တော်တို့ကြားတိုင်ကိုတင်လို့ရမယ်ပေါ့နော် ဒီမှာဆိုလို့ရှင်ပုံစံတစ်ခုနဲ့ကျွန်တော်ချားတိုင်ကိုအင်းတင်ပေးလိုက်မယ်တင်ပေးလိုက်မယ်ဆိုတာ copy ယူပြီးပို့မလားဒါမှမဟုတ် share ကလောက်လေးနဲ့ကျွန်တော်တို့ပို့မလားပါเนาะအဲ့လိုမျိုးလေးရှိပါတယ်ဗျာเนาะအဲ copy ယူပြီးလဲပို့လို့ရတယ်အဲ့ဒီတော့ကျွန်တော်တို့ဒါကျွန်တော်တို့ဟန်ပေါ့เนาะတိုင်လဲလောက်ချင်တယ်အဲဒါဒိုင်လောက်ပြီးတော့ကျုံကနန်းနေသားပါလာလို့ရှင်တင်ခွက်နဲ့တင်တာပေါ့နော်အဲ့ဒါတော့